လုံးမဲမကလာပါဘာမေကုတ်ကင်းမှာအကျိုးဆိုပါတယ်အိမ်မှာလွယ်တကူလိုက်ရှက်လို့ရမယ်ဟင်းရှက်နီလန်းလေးတွေကိုအများအပြားပြီးသွားမှာပဲဖြစ်ပါတယ်အခုကျွန်တော်ရှက်ပြပြီးသွားမှာတော့ဖားငိတိကျော်လေးပဲဖြစ်ပါတယ်အိမ်လေးကိုဘယ်လိုရှက်ရလဲဆိုတာကိုကျွန်တော်အလွယ်ကူဆုံးနီလန်းလေးနဲ့ဒီဗီဒီယိုလေးမှာကျွန်တော်ရှက်ပြပြီးသွားမှာပဲဖြစ်ပါတယ်ရင်ဆုံးနေတဲ့ကျွန်တော်ဖားကိုကျွန်တော်တို့ခုတ်ထက် ပြီးသွားရင်တော့လိုအပ်လိုအပ်တာကတော့အတုံဖြူနေခြင်းစပယ်လင်းတို့ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ထောင်းသွားတဲ့ဟိုထောင်းပြီးသွားတဲ့စက်တုံဖြူနေခြင်းစပယ်လင်းတို့ဖြစ်ပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့ဖားကိုกินပေးပါမယ်ဖားခင်လေးလည်းရပြီဆိုတော့ကျွန်တော်တို့ဖားကိုကျွန်တော်တို့လက်လေးနဲ့မှွာပေးပါမယ်လိုချင်သလား အရွယ်လေးအရွယ်စားလေးပြောင်းလို့ပြင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့နောက်ဆင်းနေနဲ့စီတပ်ပေးရပါမယ်ခဏနေတော့ကျွန်တော်တို့ရောင်နံမိုးစနေမိုးတို့ထည့်ပေးရပါမယ်ထည့်ရရင်တော့ခဏလောက်မွေးလိုက်ပါမယ် ီးတော့တော့ကျွန်တော်တို့ငရုတ်ထီးစိမ့်မို့ကိုကိုလူရင်တော့ထည့်ပေးပါမယ်ပြီးတော့တော့ကျွန်တော်တို့ငရုတ်ထီးစိမ့်မို့ကြက်တဲ့ထီးကျွန်တော်တို့မွေပေးပါမယ် မွေးသွားရင်တော့ကျွန်တော်တို့ဇောဟာပါကင်လေးကိုထည့်ပေးပါမယ်ဒီကရင်တော့ကျွန်တော်တို့လိုအပ်မဲ့ရလာမှုတွေကိုကျွန်တော်တို့အနည်းငယ်စီထည့်ပေးရပါမယ်။

ိုးအေးလေးနဲ့ကျွန်တော်တို့ဖားကြော်လေးနဲ့ထမင်းစားလိုက်ရင်တော့ဘယ်လောက်တော့စားလို့ကောင်းမလဲတင်လေကျွန်တော်တော့သေချာနေပြအဲခုဆိုရင်တော့ကျွန်တော်ရဲ့ဖားကြော်လေးကိုကျွန်တော်ရဲ့မိတ်ဆွေတွေရက်တက်ပြီးလို့တင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုစောင်းနေတဲ့ကြည့်ပေးတဲ့တယောက်ချင်းတိုင်းလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဗီဒီယိုတစ်တစ်တည်းတင်အောင်မှဖြစ်ပေတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးတော့ကြပါအောင်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်အားလုံးပဲ bye bye